လီဗာပူးမျောလင့်နိုင်တဲ့ January Dream Sign ၄ခုအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်ဟာအားပြည့်မှုတွေလိုအပ်နေတာကိုတော့အားလုံးလည်းသိပါပဲ။ အသင်းအတွက်လိုအပ်တဲ့ကစားသမားတွေကိုစာချုပ်သစ်ပေးဖို့လှုပ်ဆောင်နေရတယ်လည်းရှိသလိုတခြားလိုအပ်ချက်ရှိတဲ့နေရာတွေကိုလည်းခေါ်ယူအားပြဖို့ကြံစည်မှုတွေရှိနေပါတယ်။ဒီနေ့မှာကတော့ This is Amphi ကဖော်ပြထားတဲ့ January Dream Science ၄ခုကိုဖော်ပြပေးသွားပါမယ်။နံပါတ်၁ကတော့ Elio Anderson ပါ။ Liverpool ကွင်းထဲမှာ Sobo က right back စင်ကစားရတဲ့အချိန် Face ကနံပါတ်၁၀နေရာကိုတာဝန်အပြည့်အဝမယူနိုင်တဲ့အချိန်မှာ Marker တယောက်ရုန်းကန်နေခဲ့ရပါတယ်။ဒီလိုအချိန်မှာ အန်ဒါဆန်ကဂရာဗီရဲ့တွဲဘက်ကစားသမားတဦးဖြစ်လာနိုင်ခြေရှိနေတာပါ။ဒါကြောင့်လည်းပဲမန်ယူမန်စီးတီးတို့နဲ့အပြိုင်အန်ဒါဆန်ကိုလီဗာပူးကစက်ဝင်စားနေတာဖြစ်ပါတယ်။ပြောင်းရွှေ့ကြီးကတော့23နှစ်အရွယ်ကွင်းလေလူအတွက်ပေါင်တန်း100နဲ့120ကြားသုံးဆွဲသွားနိုင်ခြေရှိနေပါတယ်။နံပါတ်2ကတော့စမန်ညိုပါ။သူကတော့အထွေထူးထောင်ပြောနေကြမလို့ပဲဆာလာရဲ့ကြဆင်းလာတဲ့စွမ်းဆောင်ရည်တွေအောက်မှာညတောင်မန်အတွက်အစားထိုးဖို့ခွင့်ယူချင်နေတာဖြစ်ပါတယ် ဒေတာမမလည်းကစားနိုင်စွမ်းရှိသလိုလိုအပ်လို့ရှိရင်အထောင်တိုက်စစ်မှာလည်းကောင်းကောင်းမွန်မွန်ကစားနိုင်သူဖြစ်လို့တစ်ချက်ကုန်နှစ်ချက်ပြတ်မဲ့ဂိမ်းမှာအခုရှိတာကအခုကောလာဟာလာထွက်နေသလိုစမန်ညူကလီဗာပူးစီကိုပြောင်းချင်နေတာကြောင့်ဘုံမစီမှာထွက်ခွာခွင့်ပေးဖို့တောင်းဆိုနေတာတွေကသတင်းအမှားတွေပဲဖြစ်ပြီးတော့လီဗာပူးဘက်ကလည်းသူ့ကိုဇန်နဝါရီမှာခေါ်ဖို့ထက်ရာသီကုန်မှပဲခေါ်ယူဖို့ဆန္ဒရှိနေတာမျိုးပါလက်ရှိဘုံမအသင်းမှာလည်းခြေစွမ်းပြပြီးတော့ twin ကိုတွေကိုတွင်ယူနေတာကြောင့်ဘုံမအသင်းကတော့ဒီကစားသမားအတွက်ပြောင်းရွှေ့ချေကို ပေါင်85တန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။နံပါတ်3ကတော့ Alessandro Bastoni ပါ။လီဗာပူးဟာဘူခန်စမှု Leoni ကိုခေါ်ယူခဲ့ပြီးမြန်မာကြောင့်ကာလရှည်ကြာလက်လွတ်ထားရတဲ့အချိန်မှာနောက်ခံခန်စမှုတူကိုခေါ်ယူဖို့အကြောင်းဖန်လာပြီးဖြစ်ပါတယ်။2028မှာစရုပ်သက်တမ်းကုန်ဆုံးမဲ့ဒီကစားသမားအတွက် Inter Milan ကနေပြောင်းရွှေ့ကြီးပေါင်88တန်းဝင်းကျင်သတ်မှတ်ထားပါတယ်။ Italy ကနေကစားသမား Giorgio Chiellini ကိုရင်ကကမ္ဘာအကောင်းဆုံးဘောခံစမှုတယောက်လို့ချီးကျူးခံထားရတဲ့ Bastoni ကိုတော့ လီဗာပူးကဒီဆောင်စည်းကွက်ရာဒီမှာပဲအရခေါ်ယူသွားခြင်းနေတဲ့ပုံမှာရှိပါတယ်။ဒါဟာပြီးခဲ့တဲ့စည်းကွက်မှာကူဟီကိုမခေါ်ယူလိုက်နိုင်တာတွေလီယိုနီထံရရခဲ့တာတွေရဲ့နောက်ဆက်တွဲပဲဖြစ်ပါတယ်။နံပါတ်၄ကတော့မတ်ကူဂီပါပဲ။လီဗာပူးဘက်ကဒီကစားသမားကိုလမ်းလျှော်သေးပါဘူး။ရယူပြီးပြန်ပေးလိုက်ရတာကမရထိုက်လို့ယူဆလို့ရပေမဲ့လေ။အခုကတော့လီဗာပူးကမရရအောင်ကြံဆောင်မဲ့သဘောပါပဲ။ဝီကယာဒီကောင်ရင်ပဲလစ်နဲ့စာချုပ်တက်တန်းပုံစုံမှာဖြစ်ပြီးတော့အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်လို့ စက်ပင်စားတဲ့အသင်းကြီးတွေကလည်းများနေပါတယ်။စောင်းမှာခေါ်ယူရင်ပြောင်းရွှေ့ကြေးပေးရမှာဖြစ်တာကြောင့်လီဗာပူးအနေနဲ့ဂူဟီကိုလည်းရာသီကုန်မှာပဲအလွတ်နဲ့ခေါ်ယူဖို့စူးစမ်းလာနိုင်ပါလိမ့်ရှင်။လေးယောက်ထဲကတယောက်ပဲခေါ်ယူခွင့်ရမယ်ဆိုရင်ရောဘယ်တယောက်ကိုရောက်စေချင်လဲဆိုတာကိုစဉ်းစားခဲ့ကြပါအောင်နော်။